ဲလူးဆုံးပြီနော်ဒါဆိုရင်ကျွန်တော်တို့အစည်းအဝေးဆက်လိုက်ရမယ်ဟိုမနေ့ပြန်ဝါစုသင်ငန်းကတ်မှာအဲဖုန်ကြီးပင့်ဖို့လဲကျွန်မစီစဉ်ပြီးသွားပြီဒါပေမဲ့ဒီနေ့ရှက်ဖို့ပြုတ်ဖို့ကြတော့ဟိုဘာကြွေးမယ်ဆိုတာလေအဲ့ဒါလေတစ်ချက်လောက်တိုင်မြင်ချင်လို့ပေါ့နော်ဘာကြွေးမယ်လို့စိတ်ကူးထားလဲကျွန်မတို့ကျွန်မကတော့လေဟိုကစက်သားပဲချက်စီခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့တချို့ဖုန်ဖုန်းတွေကကြတော့ ဟိုဖုံးဖုံးနေရကြတော့ဟိုဘယ်လိုပြောရမလဲအသားကြီးငါကြီးကြီးကိုရှောင်နေလीเนาะရှောင်နေခါကြတော့ဖုံးဖုံးနေပြအဆင်မပြေမှာဆိုလို့ဟိုကြက်သားလဲချက်စီနေတာဘာလို့လဲကျမတို့လည်းကြက်သားပဲစားတာများတယ်ဆိုတော့လေကျမလည်းကြက်သားပဲချိန်တာဆိုတော့လीเนาะဟာအမလည်းကြက်သားရိုးတယ်ကျမကြီးကြက်သားမချက်နဲ့ဝက်သားနဲ့စိတ်သားချက်လိုက်ဝက်သားကိုကြတော့အာလူလေးနဲ့ရောပြီးတော့လေဒါမှမဟုတ်ဘူးဆိုရင်လည်းဝက်သားကိုတည့်တည့်တန်းတန်းလေးနဲ့ချက်လိုက် ဲ့လိုမျိုးဆိုအဆင်ပြေတယ်ကျမကလည်းစားရတာပဲကျက်သားယိုးနေပြီကျမကမစားချင်တော့ဘူးဝက်သားနဲ့စိတ်သာရှဲ့နော်အမဟာအမကလည်းကျက်သားလည်းကျမမကြိုက်ဘူးဝက်သားရောစိတ်သားရောကျမမစားဘူးအသားကြီးငါကြီးကျမရှောင်ထားတယ်ဆရာမကြီးကျမယောက်ျားတင်မောသားဆိုတော့ကျမတို့ယူရိုပီယန်စားစာလေးလုပ်လိုက်မကောင်းလားဟောဖီဆာပဲဖြစ်ဖြစ်ဟမ်ဘာဂါပဲဖြစ်ဖြစ်ခမုံတို့ဆိုလို့ရှင်လည်းဟမ်ဘာဂါတစ်လုံးစုဝါလောက်တယ်တစ်လုံးမဟုတ်ဘူးဆိုလည်းနှလုံးပေါ့နော်ကျမတို့လည်းကြိုက်တယ်ကျမလည်းစားချင်တယ်လေဆိုတော့အဲ့လိုမျိုးလေးလုပ်လိုက်ရင်ကောင်းမလားကျက်သားပဲလုပ်ကျက်သားပဲကောင်းတယ်ဟမ်ယူရိုပီယန်စားစာပဲလုပ် ဆီမယူရိုပီယံဆက်သပဲကျွန်မကြိုက်တယ်ကျွန်တော်ကိစ္စကျွန်မတာဝန်မရှိဘူးကဲတော်ကြပါအောင်ဒီမှာရှင်တို့စားမလားဖုန်းကြီးစားမလားဟမ်ကျွန်မပဲဆုံးဖြတ်မယ်ဓာတ်ပတ်ဝဲရှက်လိုက် ကျွန်မလည်းကြိုက်တယ်ဟာ